မမမတိုင်းရဲ့နေဆက်ရေးရာလုံခြုံရေးအခြေအနေစိုးရိမ်ကြောက်ကြလို့ဆိုပြီးတော့အစ်စ်လုပ်ပေးမယ်ဆိုတဲ့တိုင်းအောင်ကတ်လို့ခေါ်တဲ့အစားအစာအထောက်ထားတစ်ကိုလည်းရပ်ဆိုင်လိုက်တယ်မလားအဲနေဆက်ရေးရာဆိုတဲ့နေရာမှာများသောအားဖြင့်တော့တိုင်းမကကမ္ဘူချာနေဆက်ကိုပဲပြေးမြင်လိုက်ကြတာပေါ့မြန်မာနိုင်ငံကနေတရားမဝင်နေဆက်ဖြတ်ကျော် 我原来就倚着的，路边啦，把路说沙沙的，阿点臭味来臭味来，灰色的呀，咪嘛咪嘛那个呢，海南那个乌鸡可能都路偏啦，阿点菠萝都路偏啦。他那个阿多哦，前面那个土里的毛，稍微有点白。海南个那些阿前面马丁尼娜来的土，沙沙的，阿臭臭的，加美熟的，灰色的，立在路江畔的呃，马路旁边了，太阳堆上那的毛。你往那地方里，里那些土都脏，就是路子脏。 မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအလုတ်အကိုင်းခွင်လန်းရှားပါလာတာစစ်မှုထမ်းဥပဒေကြောင့်အဖမ်းဆီးတွေများပြီးလုံခြုံမှုမရှိတော့တာကြောင့်အလုတ်လုံနိုင်တဲ့လူငယ်တွေဟာပြည်ပနိုင်ငံတွေကိုနီလန်းမျိုးစုံနဲ့ထွက်ခွာနေကြပါတယ်။အထူးသဖြင့်အိန္ဒိချင်းထိုင်းနိုင်ငံကိုအပေါ်လန်းလို့ခေါ်ကြတဲ့တရားဝင်လမ်းကြောင်းအပြင်အောက်လန်းလို့ခေါ်ကြတဲ့တရားမဝင်မှောက်ခိုးလမ်းကြောင်းတွေကနေလည်းတွာလာနေကြတာဟာအများကြီးရဲ့လှုပ်ရှားချက်ဖြစ်ပါတယ်။ အခုရက်ပိုင်းနေတဲ့ထိုင်းမြန်မာနယ်စပ်မှာကြားမအရွယ်ဆုံးမြန်မာနိုင်ငံသားတွေယာနဲ့ချီပြီးဇက်တိုက်ဆိုသလိုထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးတာကိုခံရရပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ18ရက်နဲ့19ရက်မှာထိုင်းနိုင်ငံကန်ချရာပူရီခရိုင်နဲ့မဲဆောက်မြို့မှာမြန်မာနိုင်ငံသား218ဦးဖမ်းမိခဲ့ပါတယ်။ဖမ်းမိတဲ့ထဲမှာအသက်မပြည့်သေးတဲ့လူတွေပါပါတယ်လို့ထိုင်းသတင်းတွေကဖော်ပြကြပါတယ်။တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေထိုင်းမြန်မာနယ်စပ်တွေရဲ့ဘယ်ဂိတ်တွေမှာအများဆုံးအဖမ်းခံနေရတာပါလဲ။ ဘာကြောင့်အခုလိုဇက်တိုက်ဆိုးသလိုလူယာနဲ့ချီအဖမ်းခံနေရတာလဲဆိုတာနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံမှာရွှေပြောင်းအလုပ်သမားအကြီးဆောင်ရွက်နေသူတွေပြောပြတာကတော့တရားဝင်လမ်းကြတော့လေ MOU လုပ်ငန်းစဉ်ကကြန့်ကြာတယ်ခွင့်လိုက်ပိတ်လိုက်ကြက်လိုက်နဲ့အဲ့လိုတရားဝင် agency တွေကလည်းမြန်မြန်ဆန်ဆန်မပို့နိုင်တဲ့အနေအထားမှာတရားဝင်လမ်းကိုရွေးချယ်အဲ့တရားဝင်လမ်းမှာလည်းအခုအများဆုံးဖမ်းခံရတဲ့ကန်ချနာပူရီပေါ့ကန်ချနာပူရီကကန်ချနာပူရီရဲ့သက္ကရာပူရီရဲ့ထောက်ပါပူရီရဲ့

ထိုင်းရောက်မြန်မာအလုပ်သမားတွေကိုကူညီပေးနေတဲ့အဖွဲ့အစည်းတွေရဲ့အချက်လက်တွေအရအခုအောက်တိုဘာလအတွင်းမှာတင်နေဆက်ဖြတ်ကျော်ပြီးအဖမ်းခံရတဲ့မြန်မာနိုင်ငံသားလူတထောင်ကျော်ရှိပြီလို့သိရပါဗျ။ပြည်ပနိုင်ငံတွေကိုထွက်ခွာပြီးအလုလုချင်းတဲ့သူတွေအနေနဲ့တရားဝင်လမ်းကြောင်းဖြစ်တဲ့အလောက်ကန်ရှာဖွေအေဂျင်စီတွေနဲ့ချိတ်ဆက်ကြပေမဲ့အာနာသိန်းစစ်တပ်ရဲ့ပြောင်းလဲတင်းကျပ်တဲ့မူဝါဒတွေကြောင့်အများစုဟာမဖြစ်မနေနေဆက်ဖြတ်ကျော်တရားမဝင်လမ်းကြောင်းကိုပဲရွေးချယ်ကြရတာပါအများစုဟာထိုင်းနိုင်ငံတွေကိုရရအလုလုကင်ဖို့လာရောက်ကြသလို တချို့ကတော့ထိုင်းနိုင်ငံကနေအစင်မလေးရှားနိုင်ငံထိတရားမဝင်လမ်းကြောင်းကနေပဲဆက်သွားကြပါတယ်။မြန်မာနိုင်ငံကနေထိုင်းနိုင်ငံထဲအယောက်လူတယောက်ကိုပွဲဆက်ကဗတ်2000ကနေ4000အထိဈေးပေးရပါတယ်။တစ်ဖက်မှာလည်းထိုင်းနိုင်ငံရဲ့အခြေခံအလုပ်သမားလိုအပ်ချက်မြင်မာနေမှုဟာမြန်မာနိုင်ငံသားအလုပ်သမားတွေရဲ့ဘောအများကြီးမိခိုးနေပါတယ်။ဒီလိုအခြေအနေတွေကြောင့်အလုပ်လုပ်နိုင်တဲ့မြန်မာနိုင်ငံသားတွေဟာအိမ်နီးချင်းထိုင်းနိုင်ငံကိုအခက်အခဲတွေကြားကနေလာရောက်လုပ်ကင်နေကြရတာပါ။ ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့တရားမဝင်ဝင်ရောက်လာသူတွေအနေနဲ့ထိုင်းနိုင်ငံဥပဒေအရပြစ်ဒဏ်ကြခံရမှာဖြစ်ပြီးပြီးရင်တော့မြန်မာနိုင်ငံကိုပြန်ပို့ခံရမှာပါထုံတန်တလခွဲကြနိုင်ဆူလိုက်ပြုံလိုက်ဖမ်းမိတာဖြစ်တဲ့အတွက်လူကုန်ကူးမှုတွေလည်းထပ်ပြီးတော့လူကုန်ကူးမှုကပို့ပြီးတော့ထုံတန်မြင်လူကုန်ကူးသားကထုံတန်အနည်းဆုံးတစ်နှစ်အနည်းဆုံးတစ်နှစ်အဲ့ဒါကတော့တရားစွဲဆိုတဲ့ရဲရာရှိပုံမူတည်တယ်ကြားဆွဆိုတဲ့ရဲရာရှိကလူကုန်ကူးမှုနဲ့အမှုမတင်ဘူးဆိုရင်လူကုန်ကူးမှုမြောက်ဒါပေမဲ့အခုကြားရတော့ကတော့ထိုင်းဘက်က အခုအိုက်ကန်ဆရာဘူဒီတို့မဲဆောက်လမ်းကြောင်းတို့ဟိုဘက်ရနောင်းပေါ့ရနောင်းထွန်ပေါ့အဲ့ဒီ KI နေပါမိတာတော်တော်များများဟုတ်ချမ်းမာရေးစစ်ဆေးပြီးတော့မြန်မာဘက်ကိုမြန်မာဘက်မှာရှိတဲ့ခြေမြန်တိုင်ရင်းစုကိုလွှဲပြောင်းနေတယ်မြန်မာဘက်ကလည်းစစ်သားစုဆောင်ရေးအဆင်သင့်ပေါ့တပိတ်ဝင်အင်းဝင်ရသွားတော့ ထိုင်းအနာပိုင်တို့ဟာတရားမဝင်လမ်းကြောင်းကနေဝင်လာတဲ့သူတွေကိုဖမ်းဆီးပြီးမြန်မာစစ်တပ်ဘက်ကိုပြန်လည်လွှဲပေးနေပြီးအဲ့ဒီတဲကတချို့တွေကိုအာနာသိန်းစစ်တပ်ဘက်ကနေစစ်မှုထမ်းတသားအဖြစ်ပြန်လည်အသုံးချနေတယ်လို့ထိုင်းရောက်မြန်မာအလို့သမားတွေကိုကူညီပေးနေတဲ့အဖွဲ့အစည်းတချို့ကတော့ပြောပါတယ်။ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတပ်တွေအထောက်အထားတွေနဲ့ဖြစ်စဉ်တွေကိုသိရဖို့အတွက်မြန်မာနိုင်ငံအနေနဲ့ဆက်လက်စုံစမ်းနေသေးပါ။ လက်ရှိမှာတော့ထိုင်းနိုင်ငံထဲမှာနိုင်ငံခြားသားတွေတရားဝင်နေထိုင်ခွင့်ရှိပြီးအလုပ်လုပ်ကင်ခွင့်ပါရနိုင်မဲ့တတိယကံအထောက်ထားပန်းရောင်ကတ်ထုတ်ပေးမဲ့အစီအစဉ်ကိုထိုင်းအစိုးရကနေဆက်ဒီသားမတည်ငြိမ်မှုတွေကြောင့်ယာယီရဆိုင်းလိုက်တယ်လို့အော်တိုဘာ16ရက်နေ့ကကြေညာထားပါတယ်။လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့2025ခုနှစ်ဇူလိုင်လထုတ်ပြန်ချက်အရထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသား၄သန်းကျော်ရှိပြီးထောက်ဝက်ခံကတရားဝင်အထောက်ထားမရှိသူတွေဖြစ်တယ်လို့သိရပါတယ်။